မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာသတင်းတချို့ကိုတုံးသက်ဆွေးနွေးမှုလုပ်သားခြင်းပါတယ်ကျွန်တော်ပထမအုံးသွင်းခြင်းနဲ့သတင်းကတော့မန်ယူနိုက်တက်အသင်းကမက္ကဆီကိုကလပ်မွန်တရီကနေထွက်ခွာပြီးတော့အလွတ်အေဂျင့်ဖြစ်နေတဲ့ရီယယ်မက်ဒရစ်အသင်းနောက်ခံကစားသမားဆာဂီယိုရာမို့စ်ကို ခန့်စစ်ပိုင်းအားပြည့်ဖို့အတွက် ခေါ်ယူရန်ကြိုးပမ်းနေတယ်လို့ဖော်ပြထားပါတယ်။ဒီသတင်းကလွန်ခဲ့တဲ့တရက်ကြော်ကြော်လောက်ခရေကကျွန်တော်တွေ့တာပေါ့နော်။သတင်းဌာနတစ်ခုနှစ်ခုသုံးလေးခုလောက်ရှိမယ်ဗျဖော်ပြထားပါတယ်။အခုလည်း feature chess ရဲ့ဖော်ပြချက်အရထပ်တွေ့လာတဲ့အတွက်ဒီသတင်းပေါ်မှာဆွေးနွေးလိုက်တာပါ။သတင်းကတကယ်လားခေါ်နိုင်လားမခေါ်နိုင်လားဆိုတော့ကျွန်တော်ကြီးလည်းမသိဘူး။ feature chess ကိုသွားပြီးအဲ့သတင်းကတော့ဂျင်းသတင်းဌာနပါ။လျှောက်ပြီးဖော်ပြနေတယ်ပဲလေပြောလို့မရအောင်။တကယ် journalist တွေနဲ့ website အကြီးထောင်ပြီး professional လုပ်ကင်နေတဲ့သတင်းဌာနကြီးဖြစ်တယ်။ကျွန်တော်ရဲ့လည်းဒီသတင်းတွေကိုပဲကူးယူပြီးဖော်ပြနေရတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ judge မလုပ်ဘူး။တပါ။အဲ့တော့ဒီသတင်းပေါ်မှာပဲကျွန်တော်တို့ဆွေးနွေးကြည့်အောင်။ Sergio Ramos နဲ့ Manchester United ကဇလန်းနေရှိရနော် bro ။အရင်တော့က United fan တွေဆိုရင်တော့သိလိမ့်မယ်။ Real Madrid နဲ့ United တို့ကြားထဲမှာဇလန်းနေအများကြီးပဲ David De Gea ကို ရီယယ်မက်ဒရစ်ကခေါ်ဖို့လုပ်ခဲ့ပြီးအကြောင်းမျိုးကြောင့်ပြတ်သွားတယ်။ဆာဂီယိုရာမို့စ်ဒီယူနိုက်တက်အသင်းကိုရောက်ဖို့လက်တကမ်းအလိုရှိခဲ့တယ်အများကြီးပဲ။အဲ့တော့ဒုတိယ MP ရီယယ်မက်ဒရစ်ကစားသမားဟောင်းဖြစ်ခဲ့မှုတဲ့ဆာဂီယိုရာမို့စ်ကိုပြန်လည်ခေါ်ဖို့ယူနိုက်တက်ကစူးစမ်းလာမဲ့ပုံစံမျိုးပေါ့နော်။ဒီသတင်းတိုင်းတကယ်ဖြစ်ရင်ပြောပြတာပါ။အဲ့တော့ဆာဂီယိုရာမို့စ်ကိုခေါ်တင်လားမခေါ်တင်လားဆိုတဲ့အပိုင်းကျွန်တော်ဆက်လက်ဆွေးနွေးကြည့်အောင်။ဆာဂီယိုရာမို့စ်ရဲ့အသက်အရွယ်ကတော့ဒါတက်တန်းလွန်ပြီးတော့အိုသွားပြီ။ အခုဗျာကက်စပယ်ရိုတောင်ယူနိုက်တက်မှာဆိုရင်တော်တော်အသက်ကြီးနေတယ်ပလေယာအဲ့လိုပလေယာရဲ့စီနီယာအသက်39နှစ်ရှိနေပြီနောက် EP ရဲ့ဘောလုံးကလပ်တွေဒီညံတော့မြင်ပြီးတော့ကစားကြတယ်ဇာကီရာမိုအစင်ပြေမလားမပြေမလားဆိုရဲအတွေးမြင်နေရကျွန်တော်မှလည်းရှိတယ်သူ့ရဲ့အသက်ရဲ့ကြောင့်လေးလံနေပြီးကစားရတာမလွယ်တော့ဘူးဆိုတဲ့အမြင်မျိုးလဲလူတိုင်းမြင်မှာပဲဒါပေမဲ့ယူနိုက်တက်အသင်းကတမိုင်းမှာအဲ့လိုမျိုး အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရခဲ့တဲ့တခိတခါ image ကစားသမားတွေကို ခေါ်တတ်တယ်နော်ကျွန်တော်မှတ်မိသလားပေါ့နော်အခုချက်ချင်းအုံးတော်ထဲပေါ်တဲ့ကစားသမားတွေကိုပြောပြမယ် Henrik Larsen ကိုခေါ်ခဲ့ဘူးလေအဲ့ဒီအချိန်မှာ Larsen ကအကြီးဖြစ်နေပြီ Barcelona ကိုရောက်ခဲ့ရ Larsen ကကြာနေတာ Larsen ရဲ့အကောင်းဆုံးအချိန်က Celtic မှာပဲဒါပေမဲ့ Celtic မှာလည်း Larsen ကတော်တော်ကောင်းခဲ့တာ Celtic ရဲ့တကယ် legendary ပဲ Champion League မှာ Celtic ရဲ့ ဂိုးတွေဘလူသွင်းလဲလာဆင်သွင်းတယ်ဆိုပြီးမျက်လုံးမိတ်អော်ရလောက်အောင်ဟင်ရစ်လာဆင်ကတခិតတခါအဲ့တလောက်ထိចမ်းခဲ့တာဆာလတ်စ်ကတော့ကြိုက်တာပေါ့ဗျာဘို့ပဲအเจ้าမျိုးကြောင့်သူ့ရဲ့အကောင်းဆုံးအချိန်မှာမခေါ်ယူနိုင်ခဲ့ဘူးဘာစနာကိုရောက်သွားတယ်အဲ့တလောက်ထိလဲဟုတ်ခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့ယူနိုက်တက်ကလာဆင်ကိုတော့ရအောင်ခေါ်ခဲ့တယ်ထိုနေ့တူပဲမှတ်မြန်မိုက်ကယ်အိုဝင်းပေါ့နော်အဲ့တော့အိုဝင်းဆိုတာကလီဗာပူးမှာရှိစဉ်အချိန်ကာလတုန်းကတည်းကဆာလတ်စ်ကသဘောမကျဘဲနဲ့တော့မနေဘူး အင်္ဂလိပ်သားဖြစ်တဲ့ကဘာအဆင့်ခြေစွမ်းတွေရခဲ့တယ်ဘာလွန်ဒေါ်လည်းရခဲ့တယ်ဒါပေမဲ့ခေါ်ဖို့မလွယ်ဘူးလေလီဗာပူးကဘယ်လိုလုပ်ရအောင်လဲတိုးရမယ် injury ရပြီးတော့အကြောင်းရင်းမျိုးကြောင့်အိုဝင်လစ်သွားတဲ့အချိန်မိုက်ကယ်အိုဝင်ကိုပြန်ခေါ်တယ်အဲ့တို့ကြောင့် image ရှိပြီးသားခြေစွမ်းခြေသားရှိပြီးသားကစားသမားတစ်ယောက်ကို Manchester United တို့ကကာလာတူအစားထိုးပြီးမခေါ်ယူနိုင်ဘူးလားဆိုတော့မိကွန်လည်းပြန်မေးရမယ်တခုတော့ရှိတာပေါ့ဗျာ Sergeant Radcliffe တို့ကလူငယ်လူရွယ်တွေကိုပဲအစားထိုးခြင်းတာ တကြီးကစားသမားတွေကိုတော့ဟိုခေါ်ခြင်းမှမဟုတ်ဘူးဒါပေမဲ့ဒီလိုခေါ်တယ်ဆိုတာလည်းအပိုင်းနှစ်ပိုင်းရှိတယ်အသက်အရွယ်32လောက်ကစားသမားကိုပေါင်တန်း60 80လောက်ယင်းနီးမြုပ်နယ်မှုလောက်မှမဟုတ်ပါဘူးအသက်39ဖြစ်ပေမဲ့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူလို့ရမယ်သူ့ရဲ့လောက်ခပမာဏကိုအရင်ကောင်းစဉ်အချိန်ကာလတုန်းကလိုမြောက်များစွာမပေးရဘဲနဲ့အနှဲငယ်လောက်ပဲပေးရင်းနဲ့ယင်းနီးမြုပ်နယ်မှုလောက်လို့ရမယ်အခြေအနေတစ်ခုတော့ရှိတယ် လောက်ကပမာဏတော့တိတိပဘလောက်ရမလဲတော့မသိဘူးဗျာဒါပေမဲ့မက္ကဆီကိုကလပ်မွန်တဲရီယာတောင်မှသူ့ရဲ့လောက်ကပမာဏကိုပေးပြီးခေါ်ထားနိုင်တယ်ဆိုရင်စာကီရာမုစ်လောက်ကပမာဏတေးကြတယ်ယူနိုက်တက်တို့တသိန်းပတ်ချလဲလေးပေးရင်တော့ရနိုင်တယ်အဲ့တော့ဒီချိန်ယူနိုက်တက်ရဲ့နောက်တန်းတနေရာမှာအတွေ့အကြုံရင့်တဲ့ defender တယောက်တော့လိုတယ် Harry Maguire ရှိပေမဲ့ Sergio Ramos ကတော့ပို့ပြီးတော့ commanding လုပ်နိုင်တဲ့ player ပေါ့။နောက်အဲ့လို player မျိုးတွေ Premier League ရောက်သွားရင်လုံးဝ flop သွားတော့မဟုတ်ဘူး။ကျွန်တော်တို့ရှေ့မှာ တတ်သိသားတကာတစ်ခုရှိခဲ့ဘူးတယ်ဘာလို့လဲဆိုတော့တီယာဂိုဆေးဗားပါတီယာဂိုဆေးဗားစီချယ်ဆီကိုရောက်တဲ့အချိန်ကလုံးဝကျနေပြီဒါပေမဲ့ချယ်ဆီမှာအတိုင်းနဲ့တစ်ခုထိအောင်မြင်အောင်ကစားပေးသွားနိုင်ခဲ့တယ်အဲ့တွက်ကြောင့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာရေဒိုခေါ်ယူမှုဖြစ်စေတစ်နှစ်လောက်ခေါ်လိုက်တဲ့ပုံစံမျိုးဖြစ်စေ ဒါအစင်တိုင်းတာတစ်ခုထိပြည်တယ်မလို့ထင်တယ်။သို့ပေမဲ့ဒီ transfer ကတော့ big transfer ဖြစ်မှာမဟုတ်ပါဘူး။နာမည်ကြီးပြီးသားကစားသမားတစ်ယောက်ကိုအသင်းမှာခေါ်ပြီးတော့သူ့ရဲ့ပုံရိပ်နဲ့စီးပွားရေးရပြန်တွက်ဆရင်တော့အချိုးမျက်ရှိနိုင်တဲ့အပြောင်းရွှေ့လေးတစ်ခုလောက်ပဲဖြစ်ပါလိမ့်မယ်။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးဘွဲကစားခြင်းနဲ့ဆိုရင်တော့စီနီယာတော့ချက်စီမှာ Iback 16ကို9ဒလမစ်နဲ့မောင်း9ချောက်တို့ကိုမမသည် Unity ဖြစ်အပူစုခြေနဲ့ယုံကြည်သွားကစားလို့ရပါတယ်။အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနမ3ညာကို893 1380မှာဆက်သွယ်ဆုံးတဲ့မေးမြန်းလို့ရပါတယ်ခင်ဗျ။ ဆာဂီယိုရာမုစ်တင်ရဒါအန်အောလို့ပေါ့နော်ဆွေးနွေးလိုက်တာတော်တော်ရှည်သွားပြီနောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးရအောင်ခင်ဗျဂက်ဇတာဒေလူစပုတ်ကဖော်ပြထားတဲ့ဂျိုရှူဇက်ဇီနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းဖြစ်ပါတယ်ရိုမာအသင်းဟာယူနိုက်တက်တိုက်စစ်ကစားသမားဇက်ဇီကိုတကယ်ကြီးကြိုက်တယ်နော်အဲ့တော့ကြောင့်ဇက်ဇီကိုခေါ်ယူဖို့အတွက်ပေါင်တန်း30နဲ့အပီးသက်ဝယ်ယူခွင့်ပါတဲ့စာချုပ်ကိုဆွေးနွေးမှုတွေစတင်ပြုလုပ်လိုက်ပြီလို့သိရပါတယ်ခင်ဗျဇန်နဝါရီပြောင်းရွှေ့ကာလမှာအငှားနဲ့ခေါ်မယ်ပြီးတော့နောက်ရသည်မှာ တန်း30ဝယ်ဝယ်ပေးမယ်ဆိုတော့သဘောမျိုးအဲ့တော့ United တို့ဘာလုပ်မှာလဲဇက်ဂီးရဲ့အသက်အရွယ်ကကျွန်တော်ကတော့ဆက်လက်စောင့်ကြည့်တင်သေးတယ်လို့ထင်တာပဲတို့ပြင်မဲ့ပြဿနာကခေါင်းမာသူကြီးဟူပင်အမော်ရင်အမော်ရင်ကဗျတော်တော်တော့တချို့ဘိုင်းလေးတွေစိုးတယ်နော်ကျွန်တော်လည်းရိမ့်တော့မွေးပန်းခြင်းပါဘူးဒါပေမဲ့ကိုဘီမင်းတို့ကိုသူလှုပ်တဲ့ပုံမျိုးတွေကတိတ်လက်တင်ခံစရာတော့မရှိဘူးဇက်ဇီးလည်းထုံနေတူပဲဇက်ဇီးရဲ့ပြောင်းရွှေ့ခြင်းက ဘလောညာခေါ်ဦးစဉ်ယူရို52တန်ပဲပေးခဲ့ရတယ်။အဲ့တော့ market value ကယူရိုတန်ကလေသူတို့ဒီတက်တက်တာနဲ့ခွန်နိုင်ခဲ့ရပေါ့နော်။အဲ့တော့ roma အနေနဲ့ပေါင်တန်30ပေးပြီးကမ်းလဲမယ်ဆိုရင်အငှားပြောင်းရွှေ့ကြေးတွေဘာညာတော့လောက်ခပမာဏရော့သွားမဲ့အပိုင်းနေစဉ်းစားရင်တော့ယူနိုက်တက်တို့အရင်လောက်တော့ပြန်ရတဲ့အခြေအနေမျိုးဖြစ်နိုင်တယ်။ အဲ့တော့ကျွန်တော်တို့ခုပဲစဉ်းစားရမှာဟူပင်အမော်ရင်ပဲဟူပင်အမော်ရင်ဇက်ကြီးကိုဆက်ပြီးတော့စောင့်ကြည့်ခြင်းလားတုံးခြင်းလားဆိုတဲ့အပိုင်းပဲကြည့်ရမယ်။သူကနီးပြဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တွေကဆက်ထားတဲ့နဲ့မထားတဲ့ဘူးဆိုတာဘေးကနေတုံးသက်ဆွေးနေနေတဲ့အာပေါ်ပဲရှိလိမ့်မယ်။အဓိကအတူပဲသူ main room ကိုလည်းသူမထားခြင်းတော့ဘူး။အမားချရင်ချမယ်ဆိုတဲ့အကွက်မျိုးကြီးဗျာ။အတင်းကတေချာလေးညှိနှိုင်းပေးနေလို့ရုပ်ပြဆင်းပြမဖြစ်တာ။ဇက်ကြီးဆိုရင်လည်းသူတုံးကြည့်လိုက်တဲ့တကူးသွင်းပြီးနောက်ပွဲတွေမကြိုက်တော့ဘူးဆိုတဲ့ပုံစံမျိုးအရဇက်ကြီးကိုဒီလောက်အမောက်ပမာဏနဲ့သူကတော့ လက်လွတ်ရင်လည်းလက်လွတ်နိုင်တယ်လို့တော့သုံးသပ်မိတယ်ဒီပတ်စံပြန်ရပြီဆိုရင်နောက်ထပ်တိုက်စစ်မှုတရားကိုခေါ်ရင်တော့ခက်ခဲသွားနိုင်တယ်ဘန်ဂျမင်ရှက်ရှ်ကိုတော်ဗျာရှက်ရှ်ကိုအတင်းလာခြင်းလို့ပေးခဲ့ရတဲ့ပြောင်းရွှေ့ကြီးကတိတ်မများတာတူတူတန်တိုက်စစ်မှုတရားကိုခေါ်လို့ကဘရုဇီးကနဲမှာမဟုတ်ဘူးအဲ့တော့ဇက်ဇီးစီရရမယ်ပြောင်းရွှေ့ကြီးပေါင်တန်း30နဲ့နောက်ထပ်10တန်းလောက်ဆိုင်ကိုပေါင်တန်း40တန်းတိုက်စစ်မှုတရားကိုခေါ်ကြည့်ပါဇက်ဇီးလောက်အဆင်ပြေမှာမဟုတ်တော့ဘူးအဲ့တော့ကြောင့်ကျွန်တော်ကတော့ Joshua Zexy ကိုအတင်းမှာပဲစက်ပြီး keep ထားတဲ့နယ်လို့ထင်ပါတယ်အဲ့ဒါကျွန်တော်အမြင်ပါအဲ့တော့ United fan တွေရော ဇက်ဇီးကိုဒီလောက်အမောင့်နဲ့ဆို keep ထားတဲ့ထင်လား sell တဲ့နဲ့ထင်လား comment မှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားလို့ရပါတယ်အခုတော့ video လေးကိုခဏနှုတ်ဆက်ပြရစီကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ